တက်တည်ခံဝေငှခြင်းလို့ဆိုတဲ့အခါမှာကျမအနေနဲ့ကျမရဲ့ကိုတွေ့ကျမရဲ့ဘဝအတ္တမှာ အခုဒီအချိန်ရောက်တည်ထီတိုင်ပို့ဆောင်လမ်းပြခဲ့တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ပေါ်ပြခြင်းဘုရားသခင်ရဲ့တုံသင်ခြင်းဒီရတဲ့အားလုံးအတွက်ကျမတက်တည်ခံရမယ်ဆိုရင်တော့အချိန်နဲ့ရဘလို့မှလောက်เสียကြမှာမရှိဘူး ဒါပေမဲ့လည်းကျမဖျားသခင်ဆူတောင်းတယ်ကျမဘာပြောရမလဲကျမကြိုပြီးတော့စဉ်းစားတယ်ဒါပေမဲ့စဉ်းစားလိုက်တဲ့အရာစာအုပ်တဥ္စာလောက်ဖြစ်နေဆိုတော့ကျမဘုရားသခင်တမိကိုအတူဆုံးနဲ့အထီရောက်ဆုံးဖြစ်စေဖို့ရန်အတွက်တမိရဲ့နှုတ်ရှာအားကိုကိုရော်ပဲသုံးပါတမိပြောတာမဟုတ်ပါစေနဲ့တန်ရှင်သောဝိညာဉ်တော်ဖျားရင်လမ်းပြမှုနဲ့ဘုရားသခင်ပေါ်ပြတော်မူပါလို့ကျမဒါလေးပဲဆုတောင်းလိုက်ပါတယ်ပြီးတော့မနေ့ကညကမှကျမ အကျဉ်းမြင့်လေးပေါ့နော်။ဘာလေးတွေပြောရင်ကောင်းမလဲဆိုတော့စဉ်းစားပြီးတော့စာရွက်လေးနဲ့ရေးလာပါတယ်လို့။အဓိကတော့ကျမရဲ့တက်တာအားလုံးလည်းသိပြီးသားဖြစ်မှာပါ။အတူချုပ်ပြန်လဲပြောရမယ်ဆိုရင်တော့အဖေနဲ့အမေကမယုံကြည်သူနဲ့ယုံကြည်သူခရီးရန်နဲ့ဗုဒ္ဓဘာသာအိမ်တော်ကနေပေါက်ပွားလာတယ်။ပြီးတော့အာကျမငယ်စဉ်ပေါ့နော်မူလာတဲ့အရွယ်9နှစ်လောက်ထဲကမိခင်ဖခင်နဲ့ရောက်လုံးကကွဲသွားတဲ့ခါမှာကျမရဲ့အသက် အကျွေးအပိုင်းချပါတော့ဆစ်ရှင်းလောက်ထိကကျမရဲ့မိခင်နဲ့ပဲကျမအသက်ရှင်ခဲ့တယ်ကျမကြီးထွားခဲ့တယ်ပေါ့နော်ဆိုတဲ့အခါမှာဘာသာရေးပိုင်းဆိုင်ရာမှာကြည်ရင်ကျမကဗုဒ္ဓဘာသာတယောက်ဖြစ်နေကျမအရွယ်ရောက်ခဲ့တယ်ပေါ့ဒါပေမဲ့ကျမရဲ့ဖခင်ကခရစ်တော်ကိုယုံကြည်လက်ခံတဲ့သားသမီးတယောက်ဖြစ်တဲ့အခါမှာသူ့အားဖြင့်ကျမခရစ်တော်ကိုတည်ခဲ့ရတယ်သူ့အားဖြင့်ကျမခရစ်တော်ကိုယဉ်ကျေးခွင့်ရခဲ့တယ် အဓိကကျမပြောချင်တာခရစ်တော်ရဲ့အကြောင်းကိုသိခဲ့ရတယ်ဆိုတဲ့အသက်တာပေါ့နော်ကျမဒါပေမဲ့ဘုရားသခင်ကိုကျမအသက်ရှင်တဲ့ဘုရားဆိုတဲ့အရာပေါ်မှာကျမတက်တည်ခေါ်ရင်ထူးတဲ့ဘုရားဆိုတဲ့အရာပေါ်မှာကျမတက်တည်ကျမကိုယ်တွေ့အပြင်တက်တည်ရပြီးတော့မှကျမခရီးရန်ဘာသာကိုကူပြောင်းခဲ့တာဖြစ်တယ်။ကျမအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာကျမခရီးရန်ဖြစ်သွားတယ်။ကျမအမျိုးသားကလည်းခရီးရန်ဖြစ်တဲ့အခါမှာဟိုခရီးရန်အိမ်အောင်တစ်ခုဖြစ်ကျမ အိမ်အောင်ရှင်ဘဝကိုကျွန်မဆက်ရှင်းနေပေါ့နော်ဆက်ရှိဆက်ကိုလောက်မှာကျွန်မစတင်ပြီးတော့အိမ်အောင်ရှင်ဖြစ်ခဲ့ပါတယ်ဒီခါမှာကျွန်မရဲ့မိခင်ကြီးကဘာသာရေးယုံကြည်ချက်ပြင်းထန်တဲ့အခါမှာကျွန်မအတွက်အခက်အခဲတွေအများကြီးကြုံရပါတယ်အထူးသဖြင့်မောင်နှမသားချင်းမရှိတဲ့ကျွန်မလို့တယောက်ထဲသောသမီးသူအရင်မျောလင့်ထားတဲ့သမီးပေါ့နော်ဆိုကျွန်မကဘာသာပြောင်းသွားရဆိုတဲ့အရာပေါ်မှာသူ့အတွက်ကြီးမားဆုံးသောသူစိတ်နှောက်ယှက်ဖြစ်တဲ့အရာတစ်ခုသူဖြစ်ခဲ့ပါတယ် ကျမဒါကိုကျမနားလဲပါတယ်။ဒါပေမဲ့ကျမအသက်ရှင်နေဖ ያ ကိုရသွားပြီဆိုတဲ့နောက်မှာကျမဘာနဲ့မှလဲလို့မရတော့ဘူး။ကျမရဲ့တက်တာမှာကျမဒီတိုင်းပဲစင်ရည်သည်ချမ်းသာသည်ဘာပဲဖြစ်နေပါစေကျမဒီအသက်ရှင်နေဖ ያ ကိုကျမတည်သည်သည်ကိုးကွယ်စည်းကမ်းမယ်လို့ကျမတန်ထိတ်ထန်ချခဲ့ပြီးသားဖြစ်တဲ့အခါမှာကျမရဲ့မိခင်နဲ့မကြာခဏပြဿနာတွေဖြစ်ရတယ်။ဆိုတော့ကျမအနေနဲ့ဒီခက်ခဲများစွာကိုကျမမျက်ရည်နဲ့ကြုံဖြတ်ခဲ့ပါတယ်လို့။နောက်ပြီးတော့အိမ်အောင်တဲ့ဘဝတယောက် ကျွန်မရဲ့ဟိုအမျိုးသမီးတယောက်ရဲ့ရှင်သန်တဲ့အသက်တာအနေနဲ့ပြောရမယ်အိမ်အောင်တဲ့ဘွားရောက်လာတဲ့အခါမှာဖျားခင်ပေးခဲ့တဲ့သမီးနဲ့သားနဲ့ရရှိခဲ့တယ်။သူတို့လေးတွေအတွက်ကျွန်မခုနကမနှုတ်လာကြည်ဖတ်သွားတဲ့ချမ်းစာပေါ့နော်တုတ်တန်ချမ်းဖြစ်မှာပါဒီချမ်းစာတွေမှာမိမကောင်းရဲ့ ပြုမှုအကျင့်ကြံဖျားသခင်ဖြစ်စေခြင်းနဲ့တာသမီမိမိမပေါ့နော်မိမကောင်းနေရဲ့အကျင့်ကျွန်မပြည့်စုံလာလို့စဉ်းစားကြည့်ကျမစဉ်းစားတယ်လို့ဒီမှာအချင်းအမျိုးသမီးများအားလုံးလည်းစဉ်းစားနေမယ်လို့ကျွန်မထင်တယ် ဲ့ထင်မှာပါတယ်မိခင်ကောင်းအိမ်အောင်ရှင်မကောင်းသားသမီးကောင်းအထူးသဖြင့်အမျိုးသမီးအကြောင်းပေါ့နော်သူပတ်သွားတယ်ကျွန်မအရင်ဖျားရှင်အောင်ကျေးဇူးအချီးမွမ်းတယ်ဘာလို့လဲဆိုတော့ကျွန်မပြည့်စုံနေလို့ဖျားတကယ်ကျွန်မကိုချစ်တာမဟုတ်ပါဘူးဒါကျွန်မတီးခွင့်ရခဲ့တယ်ကျမမပြေဆုံးဘူးဆိုတော့သူတည့်ရတာနဲ့ ကျွန်မကိုခုထိသူချစ်တယ်။ဒါဖရားရဲ့မေတ္တာပါ။ကျွန်မရဲ့တတမှာဖရားသခင်နဲ့တည်ကျွမ်းခြင်းဆိုတဲ့အချင်းကာလကိုအရှိအကြဆုံးကြုံပြခဲ့တာဖြစ်ပါတယ်။တည်ကျွမ်းဖို့ရန်အတွက်ကျွန်မအများကြီးပေးဆက်ခဲ့ရပါတယ်။ဖရားကို personally တည်ကျွမ်းဖို့ရန်အတွက်ကျွန်မရဲ့တတတော်တော်များများမှာချိုးဖဲ့ခြင်းခံခဲ့ရပါတယ်။ဒါမဲ့ ီယာတွေကကျမနဲ့ဘုရားသခင်ပဲတိခဲ့တဲ့တက်တီကန်စလီကျမရဲ့နှလုံးသားထဲမှာအခြေအမြစ်ဖြစ်တည်လာတဲ့အုံမြစ်ဖြစ်တည်လာတဲ့ဘုရားသခင်ကိုတည်ကျွမ်းခြင်းဆိုတဲ့တက်တီအတွက်ဘုရားသခင်ကျမကိုအကြာကြီးအချိန်ပေးခဲ့ပါတယ်ဒီအောင်ကျမနားလဲခွင့်ရခဲ့တယ်ဘုရားသခင်စံထားတဲ့အမျိုးသမီးတယောက်ရဲ့စံနှုန်းကိုကျမတို့ဘလို့မှလိုက်မမိပါဘူး ဒါပေမဲ့ဒီလိုမှီလို့ဖျားခင် ကျမတို့ကချစ်တာမဟုတ်ပါဘူးအဓိကသူ့ရဲ့သူတတ်မှတ်ထားတဲ့ဒီလိုပုံစံမျိုးသမီးမျိုးကျမတို့မဖြစ်ပေမဲ့လေဖျားသခင်ကိုတည်ကျွမ်းခြင်းဆိုတဲ့အသက်တာမှာရင်းကျက်သောခရိယန်အသက်တာဖြစ်ဖျားသခင်ကျမတို့ကိုနေ့ရက်အစဉ်တိုင်းပုံသွင်းလျက်ရှိပါတယ်တခါပြန်မှကျမတို့ကြံစည်တဲ့အတိုင်းဖျားသခင် ူစားပေးတယ်လို့ပါဇက်ကပြောပေးမယ်ကျမတို့ရဲ့စိတ်နှလုံးထဲမှာတသက်တာလုံးအတွက်ခြံစီပြီးသားအစည်းအဝေးတွေဆွဲပြီးသားဖြစ်တတ်ပါတယ်ဒီຢာတွေကတခါတည်းမှာဖြစ်မလာခဲ့ဘူးပုံပြင်တပုတ်လိုပဲပြီးဆုံးသွားတတ်ပါတယ်ဒီကမှာလူကအထူးထူးပြပြကြံနေဖျားခင်ရဲ့ခြံစီသားတည်တယ်ဆိုတော့တုတ်တန်1621မှာပါတဲ့အတိုင်းကျမတို့ဒီကြံကြက်လေးအဖြစ် အယောက်ချင်းစီတိုင်းနှစ်သိမ့်ခင်ခွာယူဖို့ဖြစ်ပါတယ်။ကျမတို့ကလူသားဖြစ်တဲ့အခါမှာအထူးထူးအပြားပြားကြံစီပါတယ်။ Plan A Plan B ကျမတို့မှာ plan များစွာနဲ့အသက်တာမှာဘလို့သွားရင်ကောင်းမလဲ။ဒါပေမဲ့တခါတည်းမှာကျမတို့စီစဉ်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာဖျားခင်ကိုဖြစ်တင်နေ။ဖျားခင်သူကြတော့ဖြစ်တယ်ကျမဘာလို့မဖြစ်တာလဲ။ဖျားခင် complain တက်တယ်။ဒီခါမှာကျမတို့ရဲ့အသက်တာမှာအမင်္ဂလာဖြစ်လာပါတယ်။ ဘုရားသခင်တေချာပြောပြထားဖြစ်တယ်လူသည်အထူးထူးပြပြကြံစီတယ်ဒါပေမဲ့ငါအကြံမဲ့တိမယ်လို့သူကိုယ်တိုင်ပြောထားပြီးသားဖြစ်တယ်ဒီရာပေါ်မှာကျမတို့တစ်ခါပြန်ဒီကျန်းစာအသက်ဖြစ်မလားဒီကျန်းစာကျမရဲ့မျက်စီထဲမှာစလုံးပဲဖြစ်လာတဲ့ခါမှာဘုရားခင်ကိုနားမလဲဘုရားခင်ဘာကြောင့်ဘာကြောင့်ဟိုအိုက်ဆိုတဲ့မိဂုံးမောင်များစွာနဲ့ကျမအသက်ရှင်ခဲ့တယ် ိုယ့်ရဲ့အထင်အတိုင်းကိုကောင်းမယ်ထင်တဲ့အရာလူတွေအမြင်မှာကောင်းမယ်ထင်တဲ့အရာကျမတို့လုပ်တတ်ပါတယ်ဒါပေမဲ့ကောင်းတဲ့အရာတိုင်းကိုဖျားသခင်လက်ခံရဲ့လားဆိုတော့ကျမပြန်စဉ်းစားမိတယ်သူ့ရဲ့အလိုတော်အတိုင်းဖြစ်မှသာသူလက်ခံတယ်ဆိုတော့ကျမသဘောပေါက်လာတယ်ငါမကောင်းတာဘာမှမလုပ်ဘူးမဟုတ်တာမပြောဘူးငါမှန်တယ်ထင်တာငါလုပ်တယ်ကျမအသက်တာမှာဒီလိုမျိုးအခြေတော်တော်များများကြုံဖြတ်ခဲ့ပါတယ် ကောင်းတယ်ဆိုတဲ့အရာတွေကိုကျမလုပ်တယ်။တခြင်းဆိုတာကောင်းတယ်ချီးမွမ်းတယ်။ဒါပေမဲ့တခါတည်းမှာကိုဆိုတဲ့တခြင်းဘာလဲဆိုတာကျမမစဉ်းစားမိတဲ့အချိန်မှောင်များစွာရှိပါတယ်။သာရဖျားဒီငါဤတိုးရင်းဖြစ်တယ်လို့ပြောထားတဲ့ဂျမ်းပိုက်တစ်ခုတော့မှပါဇက်ကနေစလုံးတစ်လုံးလိုရွတ်ခဲ့တဲ့အချိန်မှောင်မနေပါဘူး။တကယ်တမ်းဖျားသခင်တိကျွမ်းတဲ့အတ္တရောက်လာတဲ့အခါမှာ ကျမတို့ပိုးကွယ်တဲ့အသက်ရှင်တဲ့ဘုရားကကျမရဲ့တိုးထိန်ဖြစ်တယ်။အဲ့ဒီအရာကျမကိုအကြာကြီးစကားပြောတယ်။ကျမရဲ့တိုးထိန်ဆိုတော့ကျမကဘာလဲ။ကျမတိုးဖြစ်ရမယ်။ဒီအရာအဖြစ်ဘုရားခင်ကျမကိုအများကြီးတိုးသင်ခဲ့တယ်။တိုးရဆိုတာဘာလဲ။ကျမတို့ဒီလိုနက်နက်နဲနဲတွေးမိရလားတခါတည်းမှာကျမအများကြီးကျမရဲ့တတ်တာမှာအခုအသက်အပိုင်ချရောက်လာတဲ့အချိန်မှာ တနေ့တည်းတနေ့ตาရွေးတိလာရတဲ့အရာတွေအများကြီးရှိပါသေးတယ်။ကျမတို့အသက်ရှင်နေတဲ့ပြည်ဖျားခင်နေ့ရဲ့အစဉ်တိုင်းတုန်တင်နေခြင်းရှိပါတယ်။နေ့ရဲ့အစဉ်တိုင်းမှာตาရွေးตาပြီးဖွင့်ပြခြင်းသူ့နဲ့ตาရွေးရင်းနှီးခြင်းဒီမျက်မှောက်တော်ကကျမတို့ရဲ့အသက်တာမှာတရက်တစ်တရက်ဘာနဲ့မှလင်းနိုင်စရာအကြောင်းမရှိတော့တဲ့အသက်တာကိုဖြစ်လာစေပါတယ်။ကျမကိုယ်၌တိုးပြင်းလာလို့စဉ်းစားမိတဲ့အခါကျမတိုးမဖြစ်ခဲ့တဲ့အချိန်အများစွာရှိပါတယ်။စိတ်တကောင်လုံးမြည်တွန်း တစ်ချိန်လုံးတပြက်ပြက်နဲ့မြည်တွန်ကြီးထွားခဲ့တဲ့အတ္တတာတိုးတကောင်လုံးငြိမ်ပြီးတော့နာခံပြီးတော့ဘုရားသခင်ဘာပြောမလဲဘုရားသခင်ရဲ့အတန်ကိုလိုက်ရှာတဲ့တတ္တကျမဘယ်နှခါရှိခဲ့လဲဒါထောင်ရဘုရားသခင်ငါဤတိုးရင်းဖြစ်တော်မူဤဆိုတဲ့ကျမ်းပိုက်ကလေးတောင်မှကျမအသက်40လောက်မှတေချာသဘောပေါက်ခွင့်ရခဲ့တာဖြစ်ပါတယ်ကျမဒီကျမ်းပိုက်ကိုနှုတ်နဲ့ဆိုခဲ့တယ်ကျမရဲ့စိတ်ထဲမှာနက်နက်နေနေမစင်စားခဲ့မိဘူး ဒီလိုကျမ်းပိုက်တွေကျမ်းပိုက်တွေထဲမှာဖျားခင်ကျမတို့ကိုနေ့ရက်အစဉ်တိုင်းစကားပြောနေတဲ့အရာတွေကတကယ်ရှင်ရနာတိုက်ကြီးတစ်ခုလိုပဲနှုတ်ကပတ်တော်ဟာကျမတို့အတွက်တန်ဖိုးရှိပါတယ်ဒီနှုတ်ကပတ်တော်အပြင်ကျမကိုနေ့ရက်အစဉ်တိုင်းဖျားခင်အသက်အသက်တာမှာတွင်တင်နေတဲ့အရာကိုနားလေနားလေလာခွင့်ကိုဖျားခင်ပေးခဲ့တယ်ဖျားခင်အတန်ကိုကြားဖို့ကျမအချိန်ကာလအများကြီးကြာခဲ့ပါတယ် တခါတည်းမှာဘုရားသခင်ကျမတို့ကိုလူတယောက်အဖြစ်စကားပြောခြင်းနဲ့ဆိုလိုက်တဲ့တခြင်းတစ်ခုအဖြစ်စကားပြောခြင်းနဲ့ဖတ်လိုက်တဲ့ကျမ်းပိုက်အရာအဖြစ်စကားပြောခြင်းနဲ့နေ့ရက်စဉ်တိုင်းဘုရားသခင်ကျမတို့ကိုဘလူပြောနေလဲဆိုတဲ့အရာကိုကျမမကြားတတ်ခဲ့ဘူးဒီအရာတွေကဘုရားသခင်ကျမတို့အရောက်ချင်းစီတိုင်းကိုသူပြောနေတဲ့စကားသူလှုပ်ခိုင်းနေတဲ့အရာနင်းလှုပ်တာကောင်းတယ်နော်ဒါပေမဲ့ ကောင်းတိုင်းကလက်မခံဘူးဆိုတဲ့အရာကျမကိုသူတွန်းတင်လာခြင်းဖြစ်ပါတယ်ကျမတို့တစ်ခါတည်းမှာဖျားသခင်ရဲ့အတန်ကိုကြားထပ်ဖို့နေ့တိုင်းပြုပြင်နေတဲ့အရာကိုနားလဲဖို့အသက်40မှာနားလဲမလားအသက်60မှာနားလဲမလားတယောက်နဲ့တယောက်ဖျားသခင်သတ်မှတ်ထားတဲ့အချိန်တော့တူမယ်လို့ကျမမထင်ပါဘူးကျမကိုယ်တိုင်မင်းလေးခုနားလဲနေတဲ့အရာနဲ့နောက်နှစ် အနည်းငယ်မှာထပ်မံပြီးဖျားသခင်ပေါ်ပြမယ့်အရာဒူခြင်းမှဒူမှာပါဘာလို့လဲဆိုတော့ဖျားသခင်ကအတစ်တော်အတက်တာနေ့ရက်အစဉ်တိုင်းမှာ သူ့အားဖြင့်ပေါ်ပြနေတဲ့အရာတွေကအတစ်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 တွေပဲဖြစ်နေတဲ့အခါမှာတခါတည်းကကျမတို့ပဲအစွဲလန်းနေအယူဆွဲနေတဲ့အရာတွေမှားပြေးမှုကမှန်တယ်လို့လို့ဖြစ်နေတဲ့အရာတွေမှာဖျားသခင်ရဲ့ပေါ်ပြခြင်းနဲ့ရှောက်လန်းမှုကျမတို့ဖျားသခင်တုံ့တင်ပါတယ်ဒီရာတွေကကျမရဲ့တက်တာမှာ နေ့ရက်စဉ်တိုင်းတက်တည်ဖြစ်လာတယ်။ဘုရားသခင်ရဲ့စကားပြောရတာကိုကျမပြုံးမိလာတယ်။ဘုရားသခင်ကိုကျမဘာပြောမလဲဆိုတာနားထောင်ရတဲ့တက်တာဒီအရာကိုကျမတို့မယ်ဒီထိတ်လောက်တက်လာတယ်။ဘုရားသခင်ပြောနေတဲ့အတန်ကိုကြားခြင်းနဲ့လောကအရာတွေသိများတဲ့ခါမှာတော့မကြားတတ်ပါဘူး။ကျမကိုယ်တိုင်မြင်ရင်တခါတရံမှာလောကထဲမှာနေမဝန်းသွားတဲ့ခါမှာလောကဒီငါနဲ့မဆိုင်ဆိုတဲ့အတိုင်းကျမတို့ဘုရားသခင်နဲ့မိတ်သဟာရမှာထိခိုက်တတ်ပါတယ်။ ဒီဟာကျမနေ့တိုင်းဖျားခင်ကျမကိုတတိပေးနေတယ်မနဲ့မိုးလင်းတာနဲ့ဖျားခင်ကိုအရင်ရှာတဲ့အသက်တာဖြစ်လာတဲ့အခါလောကအရာတွေကကျမတို့ရှာစရာမလိုသူ့အလိုလိုဖျားခင်ပြင်ဆင်ပေးပြီးသားဖြစ်တယ်ဆိုတာကိုသဘောပေါက်လာပါတယ်ဒါကြောင့်မလို့ဖျားခင်လူတိုင်းကိုဆုံးမသွန်သင်နေတယ်လို့ကျမကိုလည်းဆုံးမသွန်သင်နေတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျမယနေ့ခံစားနေရတာ ਨੇ ထတ်တူထတ်မြဒီမှာရှိတဲ့ ညီကောင်မတွေလည်းခံစားရပါစေလို့ကျမဆုတောင်းပါတယ်အထူးသဖြင့်ကျမတို့ရဲ့အသက်တာမှာဘုရားသခင်စကားပြောနေတဲ့အရာတွေကိုရှာတတ်ဖို့နားထောင်တော့နားနဲ့ခံယူတတ်တဲ့ဝိညာဉ်နှလုံးသားရှိပြီးတော့ဘုရားသခင်လှုပ်စီခြင်းနဲ့အရာအတိုင်းကောင်းတော်လဲဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်တာမှာတာ၍ဘုန်းတော်ထင်ရှားသောခရိယံယုံကြည်သူမျိုးသမီးများခရိယံယုံကြည်သူသားသမီးမိသားစုများ ဖြစ်နိုင်မယ်ဆိုတဲ့အရာကိုဖျားဖြေခြင်းနဲ့ကျမကိုဖော်ပြတဲ့အတွက်ဒီအရာအပြင်ရောက်ချင်းစီတိုင်းကိုကျမတက်တည်ခံခွန်အားပေးခြင်းပါတယ်လို့ဈာနာသူရောက်ချင်းစီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။